Facebook ရဲ့ပိုင်ရှင်မတ်ဆူကာဘတ်ဟာ2012ခုနှစ်တုန်းက Instagram ကိုဒေါ်လာ1ဘီလီယံနဲ့ဝယ်ယူခဲ့တယ်လို့ကြေညာလိုက်တဲ့အခါဒီပညာနယ်ပယ်မှလူများစုကသူ့ကိုယူနေပြီလို့အားလုံးကယူဆခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်က Instagram စတင်တည်ထောင်တာဟာနှစ်နှစ်တောင်မပြည့်သေးသလိုဝန်ထမ်း73ဦးသာရှိပြီးငွေကြေးအမျက်စွန်းနေလဲလုံးဝမရှိသေးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ယခုအချိန်မှာတော့ Instagram ဟာဒေါ်လာ100ဘီလီယံကျော်တန်ဖိုးရှိတဲ့ကုမ္ပဏီတစ်ခုဖြစ်နေပါပြီ။ 2010အောက်တိုဘာလ12ရက်နေ့ကစတင်တည်ထောင်ခဲ့တဲ့ Instagram ကိုယခုချိန်မှာ Mark Zuckerberg ရဲ့ Facebook ကုမ္ပဏီခွဲဖြစ်တဲ့ Meta ကအဓိကလှုပ်ဆောင်နေပြီး15နှစ်တာကာလကိုရရှိလာပြီဖြစ်ပါတယ်ဒါတွေဟာနောက်ဆယ်စုနှစ်တခုကြာလာတဲ့အခါမှာတော့ဒီလောက်ရဟာသမိုင်းတစ်ချောင်းအမျက်အဆုံးအများဆုံးရရှိခဲ့တဲ့ဝယ်ယူမှုတွေထဲမှာတစ်ခုဖြစ်လာပါတယ်။ Instagram ရဲ့တန်မှုဟာယခုအခါမှာတော့ဒေါ်လာ100ဘီလီယံကျော်တန်မှုရှိပြီးသုံးဆွဲသူကလည်း1ဘီလီယံကျော်ရှိလာက မတားရဲ့အောင်မြင်မှုအများစုကိုဖန်တီးပေးလျက်ရှိပါတယ်။မတ်စုကားဘက်နေနဲ့ Instagram ကိုဝယ်ယူပြီး73နှစ်အကြာမှာဝယ်ယူခဲ့တဲ့တန်ကြီးထံအစတရာကျော်မျက်နေပြီးပဲဖြစ်ပါတယ်။ Instagram မှာတစဉ်မတ်တာဟာတစ်နှစ်ကိုဒေါ်လာဘီလီယံများစွာတော်ညာဝင်ငွေရရှိနေပြီး၎င်းဟာမတ်တာစုစုပေါင်းဝင်ငွေရဲ့၄၀ရာခိုင်နှုန်းနီးပါးရရှိနေကြောင်းလည်းသိရှိရပါတယ်။